အားလုံးပဲမင်္ဂလာပါ Facebook Anime Channel ရာနေကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပြီးတော့မှာတော့ One Piece Anime တွေကတံမာပြီးလူကြိုက်များတဲ့ Family တွေကို ပြောပြပြီးတော့မှာဖြစ်ပါတယ်ကဲဗီဒီယိုလေးမစခင်မှာ VPN နဲ့ခန့်ကြည့်ပေးဖို့ ਨੇ ကျွန်တော်ရဲ့ Channel လေးကို Subscribe လုပ်ပေးကြပါဦးဗျာ One Piece ဆိုတာ Family တွေခိုင်တိုင်းများများစွာနဲ့ဖွဲ့စည်းထားတဲ့ Anime တစ်ခုပါတကယ်သွေးသားရင်းနဲ့ဖွဲ့စည်းထားတဲ့ Family တွေဥပမာ Goldie Family, Sharlock Family ုတိယတစ်ခုကတော့သွေးသားမတော်ဆက်ပေမဲ့ family လိုနေထိုင်ကြတဲ့အဖွဲ့အစည်းတွေဥပမာ Donkey Hotel family, Wife Bear family ဒီ family တွေကတော့ဇလန်းပေါ်အထိုင်းလျောက်တည်ရောက်မှုရှိပြီးတော့တန်မာပြီးတော့လည်းလူကြိုက်များကြပါတယ်ပထမတစ်ခုကတော့ Facebook family Facebook family ကိုတော့ Hogan Allen အမားစတင်မိတ်ဆက်ပေးခဲ့ပါတယ်ကျွန်တော်တို့ Story Pirate ရဲ့စပုံမှုစမ်းကြီးရဲ့ family ဖြစ်ပါတယ် Hogan Allen အမားတိုင်ခင်မှာစမ်းကြီးကို Brady ရဲ့အသင်းမော့ရဲ့ထမင်းချက်ကောင်လေးတယောက်အနေနဲ့တည်ထားကြတာပါ တကယ်တော့စန်းကြီးကဂျမားတိုင်းပြည်ကိုအုပ်ချုပ်တဲ့တော်ဝင်မိသားစု Facebook Family ရဲ့တတိယမြောက်သားဖြစ်ပါတယ်။စန်းကြီးရဲ့အဖေ Facebook ချက်ကဂျမားတပည့်စစ်တရေပြောင်းလူသားတွေကိုဖန်တီးထားတဲ့စစ်တပ်တစ်ခုကိုတီထောင်ပြီး Noble Blue ကိုအုပ်ချုပ်ခဲ့တာပါ။ပြီးတော့သူကိုယ်တိုင်သူ့ရဲ့တာသမီတွေကိုမျိုးရိုးဗီဇာပြောင်းပြီး Superhuman တွေဖြစ်အောင်ဖန်တီးထားပါသေးတယ်။ရွှေမိုပင်မားတော်လူရင်လုံးတဲ့ဤပညာတွေကိုပိုင်ဆိုင်ထားတဲ့ Family တစ်ခုဖြစ်ပါတယ်။ဒုတိယ Family ကတော့ Wanno Time ရဲ့ Shimotsuki Family ဖြစ်ပါတယ်။ ဝါနူရဲ့အကြီးအကျယ်ဆုံးဆာမူရိုင်းဖြစ်တဲ့ရှီမိုဆူကီလူမားရဲ့ family ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အချစ်တော်ရိုနာဇူလိုကလည်းဒီ family ကဆင်းသက်လာတာပါ။ပြောရမယ်ဆိုရင်ရှီမိုဆူကီလူမားကဇူလိုရဲ့အဖွားရဲ့အဖေပါ။ဝါနူမှာပါဝင်ခဲ့တဲ့ဆာမူရိုင်းတွေဖြစ်ကြတဲ့ရှီမိုဆူကီဥရှိမာရုနဲ့ရှီမိုဆူကီရာဇူအီတို့ကလည်းဒီဖက်ဒီကလန်ရပါပဲ။အခြားခိုင်တာတွေရဲ့အကြောင်းကိုမမှန်ရရမကြည့်ရပါဘူး။ အတိတ်ကဝါနိုရဲ့အကြံဆုံးဒါသမန်လီယူမနဲ့အနာဂတ်ဒါဗီယံဖြစ်လာမယ်ဇူရိုတို့ကိုယ်တိုင်ပါဝင်နေရတဲ့တင်ဒီဖမီကတော့တော်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 လေးကိုကျန်းနေပါပြီနောက်တစ်ခုကတော့ဝါနိုတိုင်းပြည်ကိုအုပ်ချုပ်တဲ့ကိုဇူလီဖမီလီပဲဖြစ်ပါတယ်အတံမာဆုံးလူကိုပြောပါဆိုရင်တော့ကိုဇူလီအိုဒန်ပေါ့နော်ကိုဇူလီအိုဒန်ကပါရိတ်ကင်ရိုဂျာနဲ့ဝေါ့စထရောင်ဂမန် YBL တို့ကိုယ်တိုင်အသီးမဲ့ပြူတာခံရတဲ့ဆာမူရိုက်တယောက်ပါပြီးတော့ကိုဇီယူအိုရန်ရဲ့နောက်လိုက်တွေဖြစ်တဲ့ အာကာဇာယာနိုင်အဖွဲ့အားလည်းဝါနိုရဲ့အတော်သင့်ကျန်းကြတဲ့ဆာမူရိုင်းတွေပဲဖြစ်ပါတယ်။အိုရန်က Vice of Odin ကိုလည်းကြားနိုင်ပြီးပေါ်နက်ကလေးတွေကိုလည်းဖတ်နိုင်တဲ့လူတစ်ယောက်ပါ။သူ့ရဲ့သားမမူလို့စုခေးကလည်း Vice of Odin ကိုကြားနိုင်ပါတယ်။အိုရန်ရဲ့ဇနီးကိုစီဂီတိုဂီကလည်းတိုဂီတိုဂီနိုမီအသီးကိုထားထားပြီးတော့အတိတ်ကနေအနာဂတ်ကိုတွားလာနိုင်ပါတယ်။အနာဂတ်ဖိုင်နာဆာကမှာအရေးပါလာနိုင်တဲ့ family တွေကတခုလည်းဖြစ်ဖြစ်ပါတယ်။နောက်တစ်ခုကတော့ဒုံဂီဟိုတယ် family ။ ကျွန်တော်ပြောပြပေးသွားမှာက selection တကုန်ကြီးဖြစ်ကြတဲ့ Dongyi Hotel family ကိုပြောမှာမဟုတ်ပါဘူး။ Dongyi Hotel Do Flamingo ကသူ့အဖေကိုတက်ပြီးတဲ့နောက်ပိုင်းဖွဲ့စည်းထားတဲ့ Dongyi Hotel Pirate တွေကိုပြောပြပေးသွားမှာပါ။ Dongyi Hotel Pirate တွေကပင်လယ်ရမြိုက်ဆိုတာထက်ခေါင်းဆောင်တယောက်ရဲ့နောက်ကိုလိုက်ရတဲ့မိသားစုဖွဲ့ဝင်တွေပို့တူပါတယ်။ Dongyi Hotel family ကတော့အတော်အသင့်ကို strong ရတဲ့ Double Free user တွေပါဝင်ကြပါတယ်။ဒီလို Double Free user တွေကြောင့်လည်း Dragon user နိုင်ငံကိုတင်ပိုက်ပြီးတော့အုပ်ချုပ်နိုင်ခဲ့တာပါ။ ီးတော့မြောက်လောကကိုလည်းအုပ်ချုပ်ထားတဲ့မာဖီးယားအဖွဲ့တခုပြောရင်လည်းအမှားပါဘူးဘာလို့အမှား Beast Pirate တွေကို Smile လို့လို့တပည့်စုတွေအဓိကထောက်မှတ်ပေးခဲ့ပါတယ် Strawhead Pirate နဲ့ Hat Pirate တွေနဲ့ရင်ဆိုင်ရပြီးမှတော့အဖွဲ့ကလည်း꿰သွားခဲ့ပြီးခေါင်းဆောင် Do Flamingo ကလည်းအင်ဘေးတောင်းမှာအဖမ်းခံထားရပါတယ်နောက်တစ်ဖွဲ့ကတော့ Charlotte Family 1B မှာတွေ့သားရင်းတွေရဲ့ခွဲစည်းထားတဲ့တခုတည်းသော Pirate အဖွဲ့ဖြစ်ပါတယ် ဆာလော့လီလင်ခေါ်မိမကရော့ပါရီကနေထွက်သွားပြီးနောက်ပိုင်းကိုပိုင်အဖွဲတစ်ခုကိုတီထောင်ခဲ့ပါတယ်သူမရဲ့ယောက်ျား43ယောက်နဲ့ရတဲ့ဒါ46ယောက်တမိ39ယောက်နဲ့ဖွဲ့စည်းထားတာပါ။ဝမ်ဘီထဲမှာအကြီးဆုံး family တခုလည်းဖြစ်ပါတယ်။ပင်မကအတန်မာဆုံးမျိုးသမီးပင်လယ်တစ်မျိုးဖြစ်ခဲ့တယ်ဆိုတာငြင်းဝင်မရှိပါဘူး။သူ့ရဲ့သားသမီးဖြစ်တဲ့ကာတာဂူရီ smoothie cracker နဲ့ pero spero တို့ကလည်းအတိမဲ့ပြောတဲ့အထိစတောင်းကြပါတယ်။တခြားသားသမီးတွေကလည်းပင်မကိုရုံကိုတယောက်ဖြစ်လာအောင်ပံ့ပိုးပေးနိုင်တယ်လေ ဒေဗင်ဖရူကိုဒီပိုင်ဆိုင်ထားရပါတယ်။ဝါနွားမှာဘင်မားကကင်းတဲ့ရောရောစီမှာရှုံးခဲ့ပြီးနောက်အဲ့ဒီနောက်ပိုင်းဘင်မားဘာရိတ်တွေကိုစုစုစီစီနဲ့ထပ်မတွေ့ရသေးပါဘူး။နောက်နေ့ family ကတော့ကျွန်တော်တို့ရဲ့ဘာရိတ်ကင်းကြီးဂိုဒီရောဂျာရဲ့ဂိုဒီ family ပဲဖြစ်ပါတယ်။ဂိုဒီရောဂျာကဝမ်ပီရဲ့နောက်ထားရှိခဲ့တဲ့လက်တွေ့ကျွန်းကိုရောက်ရှိခဲ့တယ်။ဒုက္ခဒုက္ခမှာအကျဉ်းဆုံးဖြစ်ခဲ့ပြီးတော့လက်ရှိအဆိုရအထုတ်ထားတဲ့ဘောင်ဒီထဲမှာအမြင့်ဆုံးဘောင်ဒီကိုရရှိခဲ့တာပါ။ ဘာဒင်ဝဲဖူးရာမစားထားဘဲနဲ့ဟာဂီတမျိုးနဲ့နျူးဘော်ကိုအုပ်စုခဲ့တယ်။ဂိုလီရော်ဂျာကသူ့ဘဝနေဝင်ငယ်ကြီးမှာပေါကက်ဇီပေါကက်ဇီရိုဆိုတဲ့မျိုးသမီးနဲ့ချစ်တိုက်ခဲ့တယ်။ပေါကက်ဇီရိုဟာလည်းရိုဂျာနဲ့ရတဲ့ကလေးအေ့စ်ကိုနှစ်နီးပါးလောက်ပိုင်ထဲမှာလွန်စားခဲ့ရပါသေးတယ်။တွင်ယုံလူမလုံနိုင်တဲ့အရာတစ်ခုကိုလုပ်ခဲ့ရို့မှာဟာဂီတစ်ခုခုတော့ရှိမယ်ထင်ပါတယ်။ရိုဂျာရဲ့သားအေ့စ်ဟာလည်းမေရာမေရာနိုမီမီးသီးကိုစားထားပြီးတော့စပိတ်ဆိုတဲ့ကိုပိုင်အပိုင်ရိတ်ကိုထောင်းပြီးတော့အကျင့်ပြခဲ့တယ်။ ဝေါ်ကမန်ကစီစီဘူပိုင်းဖြစ်အောင်ကန်လန်းချင်းကိုခံခဲ့ရတယ်။နောက်ပိုင်းဝိုက်ဖြစ်ပိုင်းရဲ့အထွေကိုဝင်ခဲ့ကစကန်ဒမီရှင်ကော်မန်ဒါထီတောင်ဖြစ်ခဲ့ပါတယ်။နောက်တဲ့ family တစ်ခုကတော့ Wiper family ။ပင်လယ်မြေတိုင်းက 1B General အသေးစင်ရှာနေတဲ့အချိန်မှာ Wiper ရဲ့ခေါ် Award Newgate ကနှွေးထွေးတဲ့မိသားစုစုကိုလိုချင်ခဲ့တာပါ။ဒါကြောင့်မိသားစုနဲ့တူတဲ့ပင်လယ်မြေအဖွဲ့ကိုထူထောင်ပြီးအဖွဲ့သားပေါင်း1689ယောက်ကိုအုပ်ချုပ်ခဲ့ပါတယ်။အဝန်ယူကကသူ့ရဲ့အဖွဲ့သားတွေနဲ့ လက်အောက်ခံပင်လယ်နမအဖွဲ့တွေကိုအဖေတယောက်လိုဆက်ဆံခဲ့တာပါဒါပေရှင်တွေခွဲထားပြီးတံမာတဲ့သူတွေကကွန်မန်ဒါတွေနဲ့အုပ်ချုပ်ရပါတယ်မိသားစုဖွဲ့တစ်ခုဖြစ်တာကြောင့်အဖွဲ့သားချင်းချင်းမတက်ရစီကံထုတ်ထားပါတယ်အဝေါ်နယူဂိတ်ဟာ O era မှာရောဂျာနဲ့တန်းတူလက်ရည်ရှင်ခဲ့သူဖြစ်ပြီးသူသာစိတ်ပါရင်ဝမ်ဘီကိုရှာနိုင်တော့တဲ့အထိစောင်းပါတယ်သူရဲ့လောင်းအောင်မှာလဲမာကို8ဒိုင်းမွန်ဂျူဆူတို့လိုစောင်းကြတဲ့ဒဗယ်ဘူးယူဇာတွေလည်းရှိပါတယ် မရင်းဖို့ဝါမှာဝိုက်ပြက်တည်ဆုံးခဲ့ပြီးနောက်ပိုင်းဝိုက်ပြက်ပိုက်ရိုက်တွေကိုဆုံဆုံလင်းလင်းအထက်မတွေ့ရသေးပါဘူးပြီးတော့မန်ဂီဒီ family ကျွန်တော်တို့ရဲ့ main character ကမန်ဂီဒီလူဖီရဲ့ family ပါတားကြီးမြေစစ်ကျမ်းလာကြတဲ့ family လေးဖြစ်ပါလေလူဖီရဲ့အဖိုးကရေတက်ရဲ့ hero vice emperor မန်ဂီဒီကအဖေဖြစ်တဲ့သူကဘောကာဘာကမန်ကိုတော်လှန်နေတဲ့ revolutionary army ရဲ့ခေါင်းဆောင်မန်ဂီဒီ dragon ဘိုးကရေတက်တုဖို့ချုပ်အဖေကတော်လှန်ရေးခေါင်းဆောင် သားယုံကိုတကယ်ကိုကျဲနေတဲ့ family လို့ပြောလို့ရပါတယ်။လူဖီဘယ်လောက်ကျန်လဲဆိုတော့သူ့ရဲ့ဂီယာတွေပြောင်းလဲလာပုံတွေဟာဂီရဲ့တုံးချတဲ့လာပုံတွေပြီးတော့သူစားထားတဲ့ဏီကာတိရဲ့ဆွမ်းလေးကိုကြည့်ပြီးတော့သိနိုင်ပါတယ်။ဒါကလည်း Oera မှာ Roger White ရဲ့တို့နဲ့အပြိုင်ကျန်လာခဲ့တဲ့ဂီတသားတယောက်ပါ။ဟာဂီမျိုးတွေနဲ့ပင်နယ်မြားတွေကိုအမောက်သိခဲ့တာပါ။မန်ဂီရီဒရဂွန်ရဲ့အဆမ်းမျိုးကိုတော့မမေရရမသိရသေးပါဘူး။တားတဲ့ဖေကိုကြည့်ပြီးတော့မန်ဂီရီဒရဂွန်ကလည်းမခေလောက်ပါဘူး။ ။ကမ္ဘာအစိုးရကိုတော်လှန်နေတဲ့အဖွဲ့အစည်းကြီးရဲ့ခေါင်းဆောင်ရဲ့အနေထားကိုတော့ခံမှန်းကြည့်ုံနဲ့သိနိုင်ပါတယ်။နောက်ဆုံးဖွဲ့ကတော့ Fingerland Family ။လက်ရှိရင်ကုန်လေးယောက်ထဲက Rehashan ရဲ့မိသားစုပါ။ရှန့်ကိုတိထားကြတာက Roger Barry တွေ Goblin Joe ကနေကောက်ရပြီးတော့ငွေစားထားလို့ပင်လယ်ဓားများဖြစ်ရတယ်လို့သိထားကြတာပါ။တကယ်တော့ရှန့်က Selection တွေကတယောက်ဖြစ်နေပြီးတော့ Holy Night ရဲ့အရင်ကောင်းဆောင်တခု Goblin ဖြစ်နေတဲ့ Fingerland Garland ရဲ့တားဖြစ်ပါတယ်။အနည်းနဲ့လာလာက 1B fan တွေထုတ်ထားခဲ့တဲ့ ရှန့်ရဲ့အမွာညီကိုအသီရိုရီယာလက်မှတ်နေခဲ့ပြီးတော့ရှန့်မှာရှန်ရော့ဆိုတဲ့အမွာညီကိုတယောက်ရှိပါတယ်။အားလုံးသိကြတဲ့အတိုင်းရှန့်ကသူ့ရဲ့ဒါဂေဖွန်နဲ့ပတ်ကြံနေခဲ့ပြီးတော့ရုံကိုတယောက်ဖြစ်လာခဲ့တာပါ။ဟာဂီယာလည်း၃မျိုးလုံးကိုအဘန်ဖောင်တီတုံးနိုင်ပါတယ်။ရှန့်ရဲ့ဖေကားလည်းလည်းဟိုလီနိုင်ခေါင်းဆောင်တယောက်ပြီးပြီးအိုအရာမှာရိုဂျာဝိုက်ပြဲတို့နီတူချမ်းခဲ့ပါတယ်။ယခုမန်ကာမှာလက်တလုံးမှာမိတ်ဆက်ထားတဲ့ရှန့်ရဲ့အမွာညီကို ရှန်ရော့ကတော့ဟိုလီနိုင်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်နေပါတယ်။ သူ့ရဲ့သားကိုအင်နူနူနော်မီမော်ရယ်ဆာဘရက်ခေါင်းဆောင်ငဲဆောက်ခွဲသည်ကိုလည်းကြွေးထားပါတယ်။လက်ရှိသိထားရတဲ့အနေအထားမှာရှော့မွတ်တဲ့တဲ့နဲ့ family တစ်ခုဖြစ်ပါတယ်။ကဲဒါရီကတော့ one piece ရဲ့တံမာပြီးလူကြိုက်များတဲ့ family တွေပါ။နောက်ထပ်လည်း one piece နဲ့ပတ်သက်တဲ့ content တွေသွားပြီးမှမလို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားကြပါဦး။ဒါကကျွန်တော်ပထမဆုံးဖန်တီးထားတဲ့ဗီဒီယိုဖြစ်တဲ့အတွက် editing ပိုင်းနဲ့အသံပိုင်းလေးတွေမှာလိုအပ်ချက်လေးတွေရှိသွားပါတယ်။ပြီးခက်နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ နောက်ထပ်ဗီဒီယိုတွေနဲ့ပြန်တွေ့ကြမယ်နော်ကြာမတန်နေ